င်္ဂလာပါခင်ဗျရှင်ကုန်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းထီချိုင်းမြို့နယ်ကတရုတ်ပိုင်နီကယ်ဆက်ရုပ်ကို UNGPD ရဲ့တက်တွေသိမ်းပိုက်ပြီးတဲ့နောက်မှာပဲ UNG ဆိုရကိုတရုတ်ဘက်ကဆက်သွယ်ဆွေးနွေးလာတယ်ဆိုပါတယ်လာရှုမြို့ကအချမ်းဖက်စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းဂရင်းတရားစစ်ဆေးရုံတက်နဲ့ MNDA မဟာမိတ်ပူးပေါင်းတက်တွေကြားတိုက်ပွဲမှာစစ်ကောင်စီဘက်ကရမကတိုင်းမူဟောင်းဘိုလ်ချုပ်စိုးတင့်ရဲ့ကိုရဲရရှိဘိုလ်မှုအပါဝင် စေအရာရှိတချို့ပါသေကုန်ကြပြန်ပြီလို့စစ်တပ်သတင်းရင်းမြစ်ကပြောထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့စကိုင်းတိုင်းထီးကြိုင်းမြို့နယ်ကတရုတ်ပိုင်နီကယ်စက်ရုံကို UNGPD ရဲ့တပ်တွေသိမ်းပိုက်ပြီးတဲ့နောက်မှာပဲ UNG ဆိုရကိုတရုတ်ဘက်ကဆက်သွဲဆွေးနွေးလာတယ်လို့ UNG ဝန်ကြီးချုပ်ရုံရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်အဲ့ဒီထီးကြိုင်းမြို့နယ်မောင်ကုန်းကျေးရွာကတရုတ်ပိုင်နီကယ်စက်ရုံကို ဇူလိုင်လ25ရက်နေ့ကပဲ UNG ရဲ့ PDF တက်တွေတိမ့်ပိုက်ရရှိသွားပြီးစစ်ရုံထဲမှာရှိတဲ့စစ်ကောင်စီတပ်သားတွေလည်းလက်နက်ချခဲ့ကြတဲ့အတွက်စစ်ရုံတစ်ခုလုံးကို PDF တပ်ဖွဲ့တွေကလုံခြုံရေးပေးပြီးတော့ထိန်းချုပ်ထားလိုက်ပြီဆိုပါတယ်အဲဒီလိုတရုတ်ပိုင်းတကောင်းနီကဲစစ်ရုံကို UNG PDF တပ်ဖွဲ့တွေကတိမ့်ပိုက်လိုက်ပြီးမြဲစစ်ရုံထဲမှာရှိတဲ့တရုတ်နိုင်ငံသားတွေနဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ပေးထားတဲ့အတွက်တရုတ်နိုင်ငံအစိုးရဘက်က UNG အစိုးရကိုဆက်သွယ်လာပြီးဆွေးနွေးမှုတွေရှိနေပါတယ်လို့ အန်ယူဂျီဝန်ကြီးချုပ်ရုံရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကရန်ကုန်ခေတ်တစ်ခုပြောထားပါတယ်။အဲ့ဒီဒီဂျိုင်မြို့နယ်ကမောင်ကုန်းကျေးရွာမှာရှိတဲ့တရုတ်အစိုးရပိုင်းဒီကဲစက်ရုံမှာတရုတ်နိုင်ငံရဲ့ယင်းနှိမ့်နှံမှုတွေဟာအမေရိကန်ဒေါ်လာ855သန်းရှိပြီးလက်ရှိမှာတော့အဲ့ဒီစက်ရုံနဲ့တရုတ်ယင်းနှိမ့်နှံမှုတွေကို NUG ရဲ့ PDF တပ်ဖွဲ့တွေကလုံခြုံရေးပေးပြီးကာကွယ်ပေးထားတယ်လို့တရုတ်ဘက်ကလည်း NUG အစိုးရနဲ့ဆက်သွယ်ဆွေးနွေးလာတယ်လို့သိရပါတယ်ခင်ဗျ။ တဆက်ထဲမှာပဲစကိုင်းတိုင်းထိချိုင်မြို့နယ်ကမောင်ကုန်းခြေွာကိုအောင်ဘွဲ့နဲ့အတူပြန်လာတဲ့ပြည်သူကာကွယ်ရေးတမတော် PDF ရဲဘော်တွေကိုပြည်သူတွေကတောင်းတောင်းဖြပြကြိုဆိုခဲ့ကြတယ်လို့အင်ဂျီကာကွယ်ဝင်ကြီးဌာနကနေတရားဝင်ထုတ်ပြန်ထားပါတယ်။အဲ့ဒီထိချိုင်မြို့နယ်မောင်ကုန်းခြေွာကစစ်ကောင်စီတပ်သားတွေနောက်ဆုံးတဆွဲထားတဲ့တရုတ်ပိုင်နီကယ်စက်ရုံကို NGPDF တပ်ဖွဲ့တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာပဲအကြမ်းဖက်စစ်ကောင်စီတပ်တွေကင်းစင်သွားတဲ့မောင်ကုန်းကျေးရွာကိုဇော်လေလာ29ရက်နေ့ကပြည်သူ့ကာကွယ်ရေးတမတော် PDF ရဲဘော်တွေဝင်ရောက်လာတဲ့အချိန် ပြည်သူတွေကပေါင်းတောင်းဖြဖြကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်။အဲဒီလိုပဲအခုရပိုင်းတွင်းမှာဒင်းမိုးကုံမြို့ကိုတိမ့်ပိုက်တုန်းကလည်း TNL တက်တွေမြို့တဲကိုဝင်ရောက်လာတဲ့အချိန်ပြည်သူတွေက OZ ဘုံမောင်းတွေနဲ့တောင်းတောင်းဖြဖြကြိုဆိုခဲ့ကြတယ်လို့တဖက်ကမိုးမိတ်မြို့ကို TNL ဥဆောင်တဲ့မဟာမိတ်ပူပေါင်းတက်တွေတိမ့်ပိုက်ပြီးတဲ့နောက်မှာလည်းမြို့တဲကိုဝင်ရောက်လာတဲ့တော်လန်ရဲ့ရက်ပေါ်တွေကိုအခုလိုပဲပြည်သူတွေက တောင်းတောင်းဖြဖြကြိုဆိုခဲ့ကြပါသေးတယ်ခင်ဗျ။ ွက်မှာတော့လက်ရှုမျိုးကအချက်ဖက်စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေတက်ကဂဒင်းတရားစစ်ဆေးရုံတက်နဲ့ MNDA မဟာမိတ်ပူးပေါင်းတပ်တွေအကြားတိုက်ပွဲမှာစစ်ကောင်စီဘက်ကရမကတိုင်မူဟောင်းဗိုလ်ချုပ်စိုးတင်းရဲ့ကိုရရှိဗိုလ်မှူးအပါဝင်စစ်ရရှိတချို့ပါသေကုန်ကြပြန်ပြီလို့စစ်တပ်တရင်ရင်မြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။အော်ဂိုလာတရနေ့ဖြစ်တဲ့မနေ့ကပဲ MNDA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့လက်ရှုမျိုးကတိုင်းစစ်ဌာနချုပ်ဝင်းအတွင်းမှာနေမရှင်လင်းရည်တွေအနေနဲ့လက်ကျန်တက်စခန်းတွေတက်ကလာရှုဂဒင်းတရားစစ်ဆေးရုံတက်ကို ညီနောင်မအမိတ်တက်တွေကတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါလေအဲ့ဒီအချိန်စစ်စေးရုံတက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်များသွားပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေဟာထပ်မံထွက်ပြေးသွားကြပြီအဲ့ဒီတိုက်ပွဲအတွင်းသေးတဲ့သူတွေတဲကရမခတိုင်းမှုဟောင်းဘိုးချုပ်စိုးတင်ရဲ့ကိုရဲရရှိဘိုးမှုအပါဝင်စစ်ရရှိကြီးတချို့ပါသေကုန်ကြပြီလို့စစ်တဲ့သတင်းရင်းမြစ်ကပြောထားပါလေလက်ရှိမှာတော့လာရှုံမြို့ကအရှိမြောက်တိုင်းစစ်ဌာနချုပ်ကြီးကိုမြောက်ပိုင်းကြီးတော်မဟာမိတ်ပူပေါင်းတက်တွေကသိမ့်ပိုက်ပြီးတဲ့နောက်မှာပဲ တိုင်ဝင်းထဲမှာမိုလိုပေါက်အောင်ထားထားတဲ့လက်ကျန်စစ်တပ်စခန်းတွေကိုနယ်မြေရှင်းလင်းရေးအနေနဲ့မဟာမိတ်ပူးပေါင်းတပ်တွေကလိုက်နံတိုက်ခိုက်ရှင်းလင်းနေသလိုမကြခင်အလုံးအပိသက်ရှင်းလင်း PC ဒေါ်မှာဖြစ်တယ်လို့လဲတော်လိုင်းရင်တည်ရင်မြစ်ကပြောထားပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့အကြံဖက်စစ်ကောင်စီကလောက်ကိုင်းမြို့ကိုဒီကနေ့မနက်ပိုင်းမှာပဲတိုက်လေရင်နဲ့၄ချိန်မြောက်ဘုံကျဲတိုက်ခိုက်သွားပြီးပျက်စီးဆုံးရှုံးမှုတွေများတဲ့အပြင်မိလောင်ကျွမ်းမှုတွေပါဖြစ်ခဲ့တယ်လို့ MNDAA တည်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် ီကနေ့ဩဂလ2ရက်နေ့မနက်အစောပိုင်းမှာပဲအချက်ဖက်စကောင်စီကတိုက်လေရင်နဲ့လာပြီးလောက်ကိုင်းမြို့တဲကို၄ချိန်မြောက်ပေါက်900ဘုံတွေလာရောက်ကျဲချသွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်တပ်ကကျဲချလိုက်တဲ့ဘုံပေါက်ကွဲမှုတွေကြောင့်လောက်ကိုင်းမြို့ကနေအိမ်အဆောက်အဦတွေပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့အပြင်မီးလောင်ကျွတ်မှုတွေပါဖြစ်ပွားခဲ့တယ်လို့အသေးစိတ်ကိုတော့ MNDAA ကနေအတိအကျထုတ်ပြန်လာလိမ့်မယ်လို့ MNDAA သတင်းအရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာအချက်ဖက်စကောင်စီရဲ့လာရှုံမြို့ကအရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA တပ်တွေကသိမ်းပိုက်ထားပြီးလက်ကျန်တရင်တွေကိုနယ်မြေရှင်းလင်းတိုက်ခိုက်နေတဲ့အချိန်မှာပဲစစ်ကောင်စီကတိုက်ပွဲနဲ့မဆိုင်တဲ့ MNDAA တပ်တွေသိမ်းပိုက်ထားရာလောက်ကင်မြို့ကိုတိုက်လျင်တဲ့ဘုံကျဲတက်ခိုက်တာတွေတွားလုံနေတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာဒီတစ်ခါဆက်ချင်တာကတော့မန္တလေးမြို့မှာဒက်စီတလီတာကိုမှောင်ခိုဈေးအနေနဲ့8500ကျပ်အထိဈေးပေါက်နေပြီစီဆိုင်ကြီးတွေမှာတော့စက်သုံးစီရောက်ဖို့နိုင်ပေါင်းများစွာတန်းစီစောင့်နေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိတ်ကိုပြောပါတယ် ဒီကနေ့အောက်ကလနှစ်ရက်နေ့မှာလေမနေ့ကလိုပဲ73စီရဖို့စီဆိုင်တွေမှာဆိုင်ကယ်ဒန်းတွေကားဒန်းတွေဟာမျက်စိတစုံတန်းစီနေရပြီတချို့ပိတ်ထားတဲ့ဆိုင်ရှိတွေမှာပါ73စီရနိုးနိုးနဲ့တန်းစီနေကြရတယ်လို့ပြည်သူတွေဟာမြို့ပေါ်မှာ73စီရဖို့တော်တော်ကိုအခက်တွေ့နေကြတယ်လို့မန္တလေးမြို့ကပြည်သူတို့ကပြောထားပါတယ်တစ်ဖက်မှာလေမန္တလေးမြို့ကပြင်ပမှောင်ခိုဈေးကွက်မှာတော့ဒက်စီတလီတာကို8500ကျပ်အထိဈေးပေါက်နေပြီစီဆိုင်ကြီးတွေမှာတန်းစီမဆောင်ကျင်တဲ့သူတွေက အဲ့ဒီပြင်ပပေါက်ဈေးနဲ့ပဲဝယ်ပြီးအသုံးပြုနေရတယ်လို့လဲဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပြည်တွင်းမှာနိုင်ငံကူးလက်မှတ် PV နဲ့ပြည်ပကိုထွက်ခွာအလုပ်လုပ်မှုတွေမရှိအောင်စီစစ်တားဆီးရမယ်ဆိုပြီးစစ်ကောင်စီကညှဉ်းချမှုကြောင့်ရန်ကုန်လေစိတ်မှာလူငယ်တချို့ငွေညှင့်ခံနေရတယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိပြည်ပနိုင်ငံတွေမှာနိုင်ငံကူးလက်မှတ် PV နဲ့လအနေငယ်ကြာအောင်နေထိုင်ပြီးမှ ရန်ကုန်ကိုပြန်လာတဲ့လူငယ်တွေကိုရန်ကုန်လေစိမ့်မှာစစ်ကောင်စီရဲ့လက်ဝက်ကဌာနကနေအလုတ်ဗီဇာနဲ့မဟုတ်ပဲဘာလို့လနဲ့ချီကြတဲ့အထိနေနေဒါလဲဆိုတာတွေပါမေးပြီးလက်ဖေးဘိုးငါးပေါင်းကနေသိန်းကနန်းအထိတောင်းယူငွေညှင့်နေကြတယ်လို့မျက်မြင်ကြုံတွေ့ခဲ့သူတို့ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်ဒါအပြင်အလုတ်ဗီဇာ PJ နဲ့ထွက်ဖို့ပြီးနောက်ကျရင်အလဲဗီဇာ PV နဲ့ပြန်ထွက်ဖို့လုပ်တဲ့သူတွေကိုလည်း စစ်ကောင်စီဝန်ထမ်းတွေကအခွန်ဆောင်ထားတဲ့စာရွက်စာတမ်းတွေပြခိုင်းပြီးမပြနိုင်ရင်ပြပကိုပေးမထွက်တဲ့အပြင်ငွေပါညှစ်ခံရတယ်လို့လည်းပြပခီးတွားဝန်ဆောင်မှုအေဂျင်စီတခုရဲ့မန်နေဂျာတဦးကပြောထားပါသေးတယ်။လက်ရှိမှာတော့ရန်ကုန်လေစိတ်မှာစစ်ကောင်စီဝန်ထမ်းတွေကနိုင်ငံကူးလက်မှတ် PV နဲ့ပြပကိုထွက်တဲ့သူတွေတဲကသူတို့မတင်ကြတဲ့လူငယ်တွေနဲ့ CDN ဝန်ထမ်းတွေမပါအောင်အတိကထားစစ်ဆေးဓာတ်တွေလုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျ။ဟုတ်ကဲ့ ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ